ပြည်သူ့နဲ့အင်ဒရာကျော်စင်တို့ကသူတို့ရဲ့သမီးချော်လေးပြည်သူဒရာကိုပွဲထုတ်ပြီလားလူပညာဆောင်တွေဒီမှာပြည်သက်အခြေခံအဆုံဆုံးတွဲကိုပြောပါဆိုရင်ပြည်သူ့နဲ့အင်ဒရာကျော်စင်တို့ဆောင်တွဲကိုပြောရပါမယ်လင်မယားနေရာစလုံးကမြန်မာနိုင်ငံထိတ်တန့်သီယိုဆောင်နေဖြစ်ကြပါတယ်အဲ့လိုထိတ်တန့်သီယိုဆောင်နေဖြစ်ကြပေမဲ့သူတို့ရဲ့သားနဲ့သမီးကိုအမှုပညာလုပ်တွေမှာဝင်ရောက်သီယိုဆောင်တာတွေမလုပ်ခိုင်းခဲ့ပါဘူးသူတို့မိသားစုအပျော်လိုက်ဖရင်းပဲတစ်ခါတည်းရင်ကလေးတွေနဲ့စောကစားပြတာတွေရှိခဲ့တာပါ ဒါကြောင့်မို့ပရိသတ်တွေကလည်းကလေးနှစ်ဦးကိုနှုတ်ပညာမလုတ်ခိုင်းလောက်ဘူးထင်ထားခဲ့တာပါ။ COVID နဲ့နိုင်ငံရေးတွေဖြစ်တာကြောင့်သူတို့မိသားစုရဲ့ life ကိုလည်းမကြည့်ရတာကြာသွားပြီမို့ကလေးတွေပဲအရွယ်ထိရောက်နေပြီလဲဆိုတာကမသိတော့ပါဘူး။ညလင်းပေးမှာတော့ပြည်သူဦးနဲ့အင်ဒရာကျော်စင်တို့ကတွားရောက်လူတက်မှုတွေလုပ်ခဲ့ပါတယ်။အဲ့လိုတွားတဲ့အခါမှာသူတို့သမီးကြီးပြည်သူဒရာလေးကိုပါခေါ်လာခဲ့ပါတယ်။ပြည်သူဒရာလေးတော့ဆယ်ကျော်သက်အရွယ်ရောက်နေပြီးအတော်လေးလှသွေးကျွေးနေပါပြီ။ ကျေတုထွာလေးကထူးထူးခြားခြားမိခင်ဖြစ်သူအိမ်ထွာစောစင်းနဲ့အတော်လေးတူနေပါရယ်။ဒါကြောင့်မို့မိခင်လိုပဲအချော်လေးဆိုပြီးပြိသက်တွေကပြောဆိုနေကြတာပေါ့။ညလင်ပေးအလူမာတော့ကလည်းနမေကြီးမင်းသားမင်းသမီးရဲ့သားသမီးတွေဆိုပြီးမမမမပုံစံမရှိပဲသူကမင်းပြိသက်တွေကိုပြန်ကြောင်းနေပါရယ်။လူတွေအများကြီးနဲ့စားတွေ့ရတာမို့စိတ်လှုပ်ရှားနေတဲ့သူမပုံစံလေးဟာဆိုရင်လေအေးအေးလေးနဲ့အရန်ချစ်စရာကောင်းနေပါရယ်။ ဒါကြောင့်မို့ပြည်သက်ကလည်းပြည်သူ့ထရာလီကိုမြင်းမြင်းချင်းချစ်ကြပြီးဓာတ်ပုံနဲ့အတူတွေ့ရတာရီလောက်ခဲ့ပါတယ်။ဒီတူဦးကအင်တာဗျူးတစ်ခုမှာပြောထားပူတာရှိပါတယ်။ဦးဝဲကမထင်မှတ်ထားလောက်အောင်သူကလေးတွေကိုကယူဆိုင်တာမို့သူအနေနဲ့ဦးဝဲကိုကျေးဇူးတင်ကြောင်းပြောပူပါတယ်။မင်းသမီးတယောက်ကတာမန်မီခင်တယောက်လိုမျိုးကလေးတွေကိုထိန်သိမ်းတတ်တာဟာတော်ရဲလို့ပြောရပါမယ်။ခုချိန်မှာပြည်တူဦးအဲ့လိုပြောခဲ့တာတွေကအမှန်မင်းလားဆိုတာပြည်သက်ကလက်ခံသွားခဲ့ပါတယ်။ လူတွေကြားထဲမှာလိန်မာရင်ကျေးမှုရှိလွန်လာတဲ့သူပုံစံကမိခင်ကဘလောက်တပင်ပန်းခံကျူဆိုင်ထားလင်းဆိုတာသိသားလာပါတယ်။ငလျင်ပေးအလူပြီးမှပြည်သူဒရာလေးရဲ့အကြောင်းကိုရေးတဲ့သူ ပြောခဲ့သူများခဲ့ပါတယ်။မိခင်အင်ဒွာကျော်စင်ပုံနဲ့ပြည်သူဒရာပုံလေးကိုအတူရှင်ပြပြီးဦးဝဲပေါ့စာလေးစုပြီးပြည်သက်တွေကချင်းနေကြပါတာပါ။နောက်ပေါက်တဲ့သူတွေထဲမှာပြည်သူဒွာလေးကအချုပ်ဆုံးနဲ့ချစ်စရာအကောင်ဆုံးဆိုပြီးပြောလာကြပါတယ် တခါမှ social media အကောင့်မသုံးတဲ့ပြည်သူထားလေးကကိုဆိုရင်သူမကိုပိုင်အကောင့်တစ်ခုကိုဖွင့်ပြီး TikTok double ဆော်လာပါတယ်။အချိန်ခဏလေးအတွင်းမှာပဲပြည်သူထားလေးဆော်တဲ့အပုတ်ကကြီးရှုသူတွေများခဲ့သလို live တွေလည်းအချိန်တိုလေးအတွင်းမှာအများကြီးရခဲ့ပါတယ်။ JT ဦးနဲ့အင်ဒွာကျော်စင်ကပြည်သူထားလေးကိုအနုပညာလုပ်ခွင့်အစာပြုပြီးမှပြည်သူ့ဒါကခုလိုမျိုး TikTok ဆော့ခွင့်ပြလိုက်တာလားဒါမှမဟုတ်ပြည်သူ့ဒါလေးကအွေရောက်လာတဲ့လူငယ်တရားမို့သူ့ကိုလွတ်လပ်ခွင့်ပြလိုက်တာလားဆိုတာတော့မသိသေးပါဘူး ကျေတူဒါလီသာအနုပညာလောကထရောက်လာမယ်ဆိုရင်တော့အင်နာဂျိုစင်ငယ်တုန်းကယူလေးကိုပြန်ကြည့်ရမှာပဲဖြစ်ပါတယ်။ကျေတူဒါလီနုပညာထဲကိုဝင်ရင်အားပေးမဲ့ပရိသတ်တွေရှိရင်ကောမန့်မှာအမှန်ကြီးကြည့်ပေးကြပါဦးနော်။ခုလိုမျိုးဆယ်လီရီရဲ့ဗီဒီယိုတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ page လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်။